ပိတ်ဆက်များအားလုံးပဲမြင်လာပါရှင်။ပိတ်ဆက်များအားလုံးကိုနောက်ရီ channel လေးကနေကြိုဆိုလိုက်ပါရစ်။ကျွန်မတို့ channel လေးကနေပရာလောကနေစိတ်ဝင်စားဖွယ်ရောင်းဂမယဖြစ်ရဲ့စံကျဲဇလံကောင်းလေးတွေကိုတိဆက်ပေးနေပါရစ်။ဒီနေ့မှာတိဆက်ပေးမှာကတော့စာရေးသူဆရာတာတီရေးသားထားတဲ့ကံတော်ကဝေမဆိုတဲ့ဇလံလေးရဲ့အစာဆုံးကိုတိဆက်ပေးသွားမှာဖြစ်ပါရစ်။ဇလံလေးမစားတင်မီကျွန်မတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ဇလံတင်များစွာကိုမလွတ်တမ်းသာစေနိုင်ဖို့ ဘေးနားအနုဒီခေါလောင်းလေးကိုလည်းနှိပ်သွားပြဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်လေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။ဆရာကြီးဦးမီအောင်ရဲ့ကဝေးတိုက်ပွဲတွေကဆက်နေတာပဲ။တာတီအောင်ရွာပြန်မြောက်တာအတော်ကြာနေပြီ။ဆရာကြီးစီရောက်တော့မှပဲ။လောကကြီးမှာမော်ပညာဆိုတာတကယ်ရှိမှန်းသိလာတာဗျ။ပြီးတော့အလင်းမော်ပညာတဲ့နဲ့အမောင်မော်ပညာတဲ့တွေအကြောင်းကိုလည်းသိလာတာဗျ။လူတွေပြောပြောနေတဲ့အထက်လန်းနဲ့အောက်လန်းဆိုတာကိုတိကျုံတော့မှပဲတာတီယုံတော့ရာတာတီယုံမြင်မှုတဲ့ထက်လန်းပညာဆိုတာကတော့ တက်တက်လုပ်လေးစားတီလာကလေးစောက်တည်ပရိကြီးတကုံတယောက်ချောင်စိတ်မြည်တဲ့သူတွေကိုဗျသူတို့တွေကဆုံးဖြူစားရတော့ပျောကကတ္တာတို့ကိုမေတ္တာစကားပြောဆိုပြီးပညာဆုံးခိုင်းဒီတစ်ခွက်လောက်တိုက်ပြီးတစ္ဆာဆုံးခိုင်းကြတာဆရာကြီးဦးမြအောင်တို့လိုကဝီတွေတရင်နာဆွင့်တိတိကျကျကြားပြီးဆိုရင်မိမိရရလိုက်ပြီးသူတေကိုတေတိုက်ကြခိုက်ကြလက်စအပီတုံးပြကြတယ်တကယ်အလင်းမော်ပညာရှင်ကြီးမျိုးတာတီအခုမှတွေ့ဘူးကြုံဘူးတာဗျ ဒီတော့မှလေအမောင်တိုက်အမောင်တိုက် အမိုက်တိုက်ထဲမှာအသက်ရာနဲ့ချီပြီးရှိကြတဲ့အောင်လန်းမော်ပညာသေးကြီးတွေကိုတာတွေ့တွေ့ဘူးကြုံဘူးတာပါအခုမှပဲဒီလောကကြီးထဲမှာအင်မတန်ကြောက်စရာကောင်းတဲ့အောင်လန်းမော်ပညာဆိုတာတကယ်ရှိနေရပါလားလို့တာတီသိလာတာဗျအခုလဲကြည့်လေကျုပ်ရဲ့ဆရာနွန်ဖရဲ့ဆရာကြီးရဲ့ဗဟန်းကချက်ဝင်းကြီးရဲ့ကကန်းခေါ်ပင်ကြီးနှစ်ပင်အောက်ကအုတ်တတိုင်းခုံလေးမှာထိုင်နေကြတာဗျဒီကလေးတဖြူဖြူနဲ့ ဆရာတပည့်နှစ်ယောက်စကားပြောနေကြတာပေါ့ဗျာဆရာနော်စေးကြိတ်တောင်မှဂူအောင်ကဝေးကြီးကိုနှိမ်နှင်းတော့ကကြာကြီးတကောင်လိုဖန်ဆင်းလိုက်တာဘလို့ပညာမျိုးလဲဆရာတာတိန်အဲ့ဒါမော်ပညာရီတွေကရုပ်ပြောင်းရုပ်လဲအတက်လို့ခေါ်တယ်ကွာဆရာနော်ဖအဲ့ဒီပညာရီတက်ထားတာကြာပြီလားဗျအင်းမင်းတို့ရမရောက်ခင်ကလေးကတက်ပြီးသားပါကွာဒါဆိုရင်တစ်ဆုံးပင်လိုက်တော့ဆရာနော်ဖမဖေးပါဘူးတာတာကလေးနိုင်တာပေါ့ဟုတ်လားနိုင်ပါတယ်မောင်တာတိန် ဟာဒါဆိုရင်တော့ဆီယာနိုဘအဲ့ဒီလုံကဘာဖြစ်လို့ထွက်ပြီးရတော့အာမောင်တာတရားလေးအထက်လဲမော်ပညာရှင်ဆိုတာကိုနိုင်နိုင်အနိုင်မယူဘူးကွာတစ်ဆုံးမင်းဆိုတာမဖေးပါလို့ပိုင်တဲ့မှာပောက်တာလေကျုပ်ကအဲ့ဒီတစ်ဆုံးမင်းကိုဝင်လူယူတာမဟုတ်ဘူးလားရအောင်ယူပြီးလွတ်အောင်ပြရတာပေါ့မောင်တာတရဲ့အဲ့ဒီလိုမဟုတ်ဘဲကျုပ်တက်ထားတဲ့ပညာရည်နဲ့မဖေးပါလို့ဒုက္ခပေးလိုက်ရင်ကျုပ်ကလက်နဲ့အာကူနဲ့မတရားအနိုင်ကျင်းနဲ့ဓမြဖြစ်သွားမှာပေါ့ ဩဒီလိုလားကျုပ်ကဒီတော့မှနားနေတာဗျအင်းပြောပြရရင်တော့ကျုပ်မသိတာခမများများရဲ့ပြုတ်ကျုံနဲ့ဆရာနှုတ်ဖာစကားပြောနေတော့မှာပဲချက်တကားတွုတ်ဖွင့်ပြီးဆရာကြီးဝင်လာတယ်ဟာဆရာကြီးတော့ပြန်လာပြီကောဆရာနှုတ်ဖာဆရာကြီးလက်ထက်ကအိတ်ကိုပြပြသလေးထားပြီးယူတယ်ဗျကျုပ်ကတော့ဆရာကြီးလက်ထက်ကထီးကောက်ကြီးကိုဆေးယူတယ်အေးကွာနှုတ်ဖာရနေသိမပူခင်မင်းစောစောပြန်ခဲ့ရတယ်ဆရာကြီးအပြင်းသွားတာကျွန်တော်ပြင်တီးတော်မတီးလိုက်ဘူးဗျာ ောင်ကြီးပြောမှသိတာအေးဟုတ်တယ်မင်းနဲ့မောင်တာဒီတို့အိတ်ကောင်းနေရနဲ့ကြုံမပြောတော့တာဒီလိုကွာနှောဖားရဲ့ဘာကရာတိုက်ကဆရာဘာခီယာတိုက်ကဆရာတော်ကကျုပ်ကိုခေါ်ခိုင်းလို့လိုက်သွားရတာဩဒီလိုလားဆရာအေးကွာဘာခီယာတော့ရတော့ကွာစမ်းချောင်းကကြောင်းတိုက်ကြီးပေါ့အဲ့ဒါရောက်တော့အညာဖုန်းကြီးတစ်ပါးရောက်နေတာတွေ့တယ်အဲ့ဒီဖုန်းကြီးရဲ့ဘွေကဥညာနာတယ်ကွာသူတို့ရွာမှာရေကန်ကြီးတစ်ကန်ရှိရတဲ့ အဲ့ဒီကန်ကြီးကိုကန်တော်လူခေါ်ရဆိုပဲအဲ့ဒီဖုန်ကြီးရဲ့เจ้าကတော့ကန်တောင်ဘက်မှာရှိတာတဲ့သူเจ้าကတော့မြို့သူမြို့သားတွေကကန်တော်เจ้าလို့ခေါ်ကြတယ်တဲ့သူเจ้าကြီးကเจ้าဝင်းကလည်းအကျယ်ကြီးဆိုပဲเจ้าဝင်းထဲမှာတရက်မယန်းမလက်ကဩဇာတစ်တူတစ်ပင်စုံလို့ဆိုပဲတကတကမတွေကလည်းအမြင်မပြတ်သွားလာဝင်ထွက်နေကြတာတဲ့အခုနောက်ပိုင်းတော့မြို့တွေကလူတွေကကန်တော်ဘက်ကိုရောဖုန်ကြီးရဲ့ကန်တော်เจ้าဘက်ကိုရောအလားအသွားသိမလို့ကြဘူးရဲ့ကွ ဟမ်ဘာဖြစ်လို့လဲဆရာအေးဒီလိုကွာနှုတ်ဖားရဲ့အဲ့ဒီကံတော်တွေမှာကံတော်ကဝေမဆိုတာရောက်လာနေဆိုပဲဖြာကံတော်ကဝေမဟုတ်လားဆရာကြီးအေးဟုတ်တယ်နှုတ်ဖားဒီကဝေမရောက်လာတာတိတ်မကြသေးဘူးတဲ့ကွာတခါတလေဆိုရင်လူတော်တော်များများကိုမြင်ဘူးတာဆိုပဲအခုကြွလာတဲ့ဖုန်းကြီးဥညာနာဆိုတာမကြမကြမြင်ရတယ်ဆိုပဲကွာတခါတလေကြတော့ဝင်းပလေးလိုလိုခွေးလိုလိုအကောင်ကြီးတကောင်ကံနေကိုခုံချသွားတာ တွေ့ရလူကတွေ့တယ်တဲ့တခါတလေကြတော့လေချောချောလာလာမင်းကလေးတယောက်ပုံစံနဲ့ကိုဝေမအမျိုးလေးရှောက်သွားနေရဲဆိုပဲလွန်ခဲ့တဲ့တပတ်လောက်ကတော့ညတကောင်လောက်ကြီးမှာစပင်ဖားလဲရကြီးချပြီးတော့ထမိန်ပေါင်လေတော့နဲ့မြူထဲမှာပြေးသွားတာတွေ့ရတယ်။တချို့လူတွေကလူတွေကနိုင်ကြည့်ကြတယ်ဆိုပဲ။အဲ့ဒီစပင်ဖားလဲကြီးကတော့ကန်ထဲကိုခုံချသွားတာတွေ့တဲ့လူတွေကတော့အရေးချေစောင့်ကြည့်နေတော့မှာပဲ။ကန်လေမှာဝုန်းကနေမြည်သွားပြီးတော့မိချောင်းကြီးတကောင်ပေါ်လာတယ်လေကွာ။လူတွေလည်းစွပြေးကြတာပေါ့။ ်အခုတော့အဲ့ဒီတဲ့တွေသူတို့တမျိုးလုံးပြန်နေပြီလူတွေဆိုတာကြီးလန့်ဆာဆာဖြစ်နေကြတယ်ဆိုပဲမိမချောချောလေးတွေကလည်းဒါကန်တော်ကဝေမများလားလူဆိုးဆိုးမိမကြီးတွေလည်းဒါကန်တော်ကဝေမလားနောက်ဆုံးဂုံဂုံပြောမိကွာခွေးကြီးကြီးတကောင်တွေ့နေမှဒါကန်တော်ကဝေမလားလို့တချိတ်ထိတ်တလန့်လန့်ဖြစ်နေကြရတယ်အဲ့ဒီကန်တော်ဘက်တော့လူတွေချီဦးတော်မလဲကြတော့ဆိုပဲကန်တော်တဝိုင်းမှာတော့တိတ်ဆိတ်၆ကန်နေတာပဲဟေ့ ဦးညာနာကြောင့်လည်းလူတွေအဝင်ထွက်မရှိကြတော့ဘူးတဲ့ဟာတော်တော်ကိုစိုးပါလားဆရာအေးအဲ့ဒါငါစဉ်းစားနေတာနော်ဖားရဲ့ဒီကွေမတော့ဘယ်ရောက်လာရလဲပြီးတော့ဒီမျိုးမှာဘာလာလောက်တာလဲဆိုတာပေါ့ကွာပညာရှင်တော့တော်တော်မြင့်မုံပဲဆရာကြီးရဲ့ရေပေါ်တော်လမ်းလျှောက်နိုင်နေဆိုပဲကျုပ်လဲကျုပ်တွေးမိတာကလေးကိုဝင်ပြောလိုက်တာပေါ့မောင်တာတီရဲ့ကိုဝေတော်တော်များများကတော့ပညာအမြင့်စခန်းရောက်လာရင် ရေပေါ်မှာလျှောက်နိုင်ကြတယ်ကွဟာ ဟုတ်လားဆရာကြီးကျုပ်စိတ်ချင်းပြောရရင်တော့ဒီကွေမဟာဒီမျိုးမှာကြာကြာတော့နေမယ်မထင်ဘူးကိစ္စတခုခုရှိလို့သာလာနေတာဖြစ်မယ်အဲ့ဒီကိစ္စဘာများဖြစ်နိုင်မလဲဆိုတာကျုပ်တွေးနေတာဆရာကြီးရောဆရာနုံဖပါငြင်းသွားကြတယ်ဆရာကြီးကတော့ကျုံနဲ့ဆရာနုံဖထိုင်နေတဲ့အုတ်ခုံကလေးရဲ့မျက်နှာချင်းဆိုင်ကအုတ်ခုံကလေးမှာထိုင်နေတယ်တော်တော်ကလေးကြောင်ကိုငြင်းနေတာပြုတ်ဟာကျုပ်တွေးမိပြီနုံဖရေကျုပ်တွေးမိပြီ ဆရာနှုတ်ဖာရောကျုပ်ရောဆရာကြီးကိုငေးကြည့်နေကြတာပြောကျုပ်တို့နေအောင်စလုံးဆရာကြီးဘာများပြောမှလဲဆိုတာကိုစောင့်နေကြတာကျုပ်ကတော့လူကိုတည်ကျင်နေတာပြောကျုပ်တွေးတာသာမှန်လို့ကတော့ကန်တော်ကိုရီမတတန်300လောက်တော့အနည်းဆုံးပဲကွာဟင်ဟုတ်လားဆရာကြီးအဲ့ဒီကန်အောင်မှာကြောင်းမီကြောင်းရုပ်ရှိလိမ့်မယ်အဲ့ဒီကဝေမှာသူ့အသက်ကိုအဲ့ဒီကြောင်းမီကြောင်းထဲမှာထားတာဖြစ်လိမ့်မယ်အဲ့ဒီကြောင်းမီကြောင်းကအနှစ်တရာမှတခါအသက်ဝင်တာ အဲ့ဒီအချိန်မှာအပြုစင်တယောက်ကိုရေစတိရတယ်။ဗျာရေစတိရတယ်ဆိုတာဘာလဲဆရာကြီး။ကျုပ်ကဆရာကြီးရဲ့စကားကိုနားမလည်လို့မေးလိုက်တယ်။ရေစတိတယ်ဆိုတာအရှင်လက်လက်ရေးသေးချပြီးတက်တာဘောကွ။ဟင်ဟုတ်လား။အေးအဲ့ဒါလေတနေ့ဦးနေသမီးအပြုစင်ကိုစတိရတာကွ။အဲ့ဒီအချိန်မှာမော်နဲ့စီရင်ထားတဲ့ကြောက်မိကြောင်းကအသက်ဝင်လာပြီးတော့တနေ့ဦးနေသားသမီးရဲ့ဝိညာဉ်ကိုဆုပ်ယူသွားရော။လူကောင်ကနည်းနည်းမှစားတာမဟုတ်ဘူး။ရေထဲမှာအလောင်းကဒီတိုင်းပေါ်လာတာ။ အဲ့ဒီလိုတစ်ခါလုံးတိုင်းအဲ့ဒီကဝေမှာအနစ်တရာအသက်ထက်ရှိသွားရောဟိဟာဆရာကြီးဒါတွေကိုသိတယ်နော်အဲ့ဒီလိုကျုပ်ကပြောတော့ဆရာကြီးကခေါင်းညိတ်ပြီးကျုပ်လန်ဒန်မှာနေတော့ကျုပ်ကိုအထက်လမ်းပေါ်ဆရာတွေထပ်တင်ပြီးတဲ့မစ္စတာကမ်ဘေလာဆိုတဲ့လူမင်းကြီးတယောက်ပြောပြဘူးတယ်ကွာမစ္စတာကမ်ဘေလာကိုယ်တိုင်ကြုံဘူးတဲ့လူဖြူကဝေမှာတယောက်ဆိုရင်တောင်ကြားရေကန်ကြီးတခုတွေမှာကြောက်မိကြောက်တကောင်ဖန်ဆင်းပြီးတော့သူ့အသက်ကိုအဲ့ဒီမှာထားတာဆိုပဲသူ့ကိုဘယ်သူတက်လို့မှမသိဘူးတဲ့ဟဲ့ အသက်လည်း900လောက်ရှိပြီလေကွာဒါဆိုရင်ဒီကန်တော်ကိုဝေမအောင်လွတ်လွတ်နဲ့လုံးလို့ရပါမလားဆရာอืมနီးလန်းတော်ရှာရမှာပေါ့နုံဖားရဲ့အသက်ဝတ်နိုင်တဲ့အဆင့်ဆိုတာနည်းနည်းနော်နော်ပညာတော့မဟုတ်ဘူးကွာကျုပ်တခုစင်ရမှာပေါ့လေဘာများလဲဆရာကြီးကျုပ်ကလည်းသိချင်မိပြီဆိုရင်လူသိချင်တဲ့ကောင်းဗျမောင်တာတီးရေမုတ်ဆိုးကြီးတွေမိချောင်းဖက်နေခါတုံးနဲ့တနှုတ်ဆိုတာကြားဘူးလားအာကြားဘူးုံနေဘေးကမလဲဆရာကြီးရဲ့ ကျုပ်တိတိကျကျကိုကင်မှုတာဗျကျုပ်ပင်လယ်ဘက်ကိုလိုက်သွားဘူးလေအဲ့ဒီမှာဦးမိုးလို့ခေါ်တဲ့ရေမုတ်ဆိုးကြီးအိမ်မှာတွေ့ခဲ့တာဗျမိเจ้าထိုးတဲ့တနုဆိုလို့ကျုပ်တိတိကျကျကင်ကြည့်ခဲ့တာဟုတ်ပြီမောင်တာတေးအဲ့ဒီတနုကိုကျုပ်တို့လှုပ်ကြရလိမ့်မယ်ရိုးရိုးတန်နေတော့လှုပ်လို့မရဘူးကွငွေနဲ့လှုပ်ရမှာငွေတော့ရိုးရိုးငွေမဟုတ်ဘူးဖះအမင်းစွန်းတော်ကြီးတော့ပန်းတော်ကတဲ့ငွေလီမန်းကိုငွေရီဖလားတို့ငွေညောင်ရီအိုးတို့ကိုအရေးကြိုးပြီးတနုလန်သွားလှုပ်ရမှာ ဟာလွဲပါမလားဆရာဆရာနှုတ်ဖဝင်းမိမိရဲ့ဗျလွဲပါတယ်နှုတ်ဖရဲ့ကျုံမှာအဲ့ဒီပစ္စည်းတွေစုထားတာအများကြီးရှိတယ်ပပဲဆရာနဲ့ပရင်းဆရာပေါင်းပြီးလှုပ်ခိုင်းရမှာတပတ်လောက်ကြာတော့ဆရာကြီးလှုပ်ခိုင်းထားတဲ့တနုံရပြီအောင်မတော်တော်လေးလေးတာဗျတနုံထိတ်ကလန့်သွားရလေချွံ့မြနေရပဲအယိုးနောက်မှာတော့ကွင်းတစ်ခုပါတယ်အဲ့ဒီမှာကျူးတက်ရမှာလေမိเจ้าကိုထိုးပြီးရင်တော့အဲ့ဒီကျိုးကနေတနုတ်ကိုပြန်ဆွဲယူရတာ ငွေတနုတ်ကိုဆရာကြီးကတိတိကျကျစီးရင်နေပြမန်းနံတွေရွတ်တယ်တက်ဆိုင်နဲ့အဆောင်ရှောက်တွေကိုလည်းအပ်တယ်ကျိုးတို့၃ယောက်အဲ့ဒီမျိုးကိုရောက်တဲ့ခါတော့ကန်တော်ကိုလိုက်ပို့မိမင်းလဲတောင်ခေါ်လို့မရဘူးမင်းလဲတော်တော်ရှာယူရတယ်ဗျနောက်တော့အသက်ကြီးကြီးမင်းလဲသမားတယောက်ကတူလိုက်မယ်လို့ပြောတယ်ဒါနဲ့တာတေတို့ကန်တော်ကြောင့်ဘုံကြီးညာနာစီကိုရောက်ခဲ့ကြတယ်ဘုံကြီးညာနာတတ်တော်90ကျော်ကျော်ပဲရှိသေးတာပဲကျိုးတို့တွေ့တော့ဘုံကြီးကလို့ဝမ်းသာသွားတာဗျို့ဟာ ဒကာကြီးတို့ရောက်လာပြီလားလာကြလာကြဖုန်းကြီးကဒကာကြီးတို့မျောနေတာကျုပ်တို့လည်းဖုန်းကြီးကိုဝေးပြုပြီးတော့ပြောင်းလဲနေတဲ့ကျမ်းမြင်မှာပဲထိုင်လိုက်ကြတယ်ဆရာကြီးပြောတဲ့အတိုင်းပါပဲဖုန်းကြီးကျောင်းဝင်းကအတော်ကိုကျေတာအထဲမှာလည်းတီးပင်စားပြီးနေနဲ့ကျောင်းဝင်းကြီးတို့တော့စိတ်ဆူအေးမြနေရပဲဒီကျောင်းမှာတန်ခါခုနှစ်ပါးနဲ့ကိုရင်၁၀ပါးရှိတယ်ဒကာကြီးရဲ့ကျောင်းသားကလေး၅ယောက်လည်းရှိတယ်တန်ခါတချို့နဲ့ကိုရင်တွေကတော့ဟိုအနောက်ဘက်ကကျောင်းကြီးမှာတရင်တုံးနေတယ် ဖုန်းကြီးနဲ့တန်ကသုံးပါပဲဒီเจ้าမှာတရင်သုံးတာတကကြီးတို့ကဟောဒီเจ้าကြီးအပေါ်ထက်မှာလွလွတ်လပ်လပ်တိတ်ခုန်နေထိုင်ကြစားဖို့တောက်ဖို့အားလုံးပြည့်စုံပါလေတကကြီးတို့ဆောင်ရွက်မဲ့ကိစ္စကိုသာအေးအေးဆေးဆေးလုပ်ကြပြီးတော့မမဖျားအခုရက်မှာဘာထူးခြားသေးတော့ဖျားအဲ့လိုဆရာကြီးကဖုန်းကြီးဥညာနာကိုရှောက်တယ်ဗျ။ဟာထူးပါပြီလားတခါကြီးရ။ဒီကွေမမိမချောပုံစံပြောင်းပြီးတော့လူထဲမှာတွာလာနေဆိုပဲ ပြီးတော့ကလေးမလေးတွေကိုတွေ့ရင်ရောနောပြောဆိုပြီးတော့ဘာနီတမီလေးနမဲဘလို့ခေါ်လဲနဲ့မေးဆိုပဲဗျဟာကျိုးပစက်ကအတန်ထွက်သွားတယ်ပြုတ်ဖုန်းကြီးကတော့တာတိကိုလမ်းကြည့်ရတယ်မှန်မဗျာဒီကွေမကိစ္စတခုကိုဆောင်ရွက်ဖို့ဒီကံတော်ကိုရောက်နေတာပါဗျာအရှင်ဘုရားစီကကြားရတဲ့သတင်းရဆိုတော့သူကိစ္စဆောင်ရွက်ဖို့တိတ်မကြတော့ဘူးထင်တယ်ဗျာဩဒါတဲ့ဒီကံတော်ကိုခေါ်တဲ့ကံကြီးကဘယ်တော့ကလေးရရှိတာလဲဗျာဟာတကကြီးနေ ဒီမျိုးဟာမြို့ဟောင်းနေဟင်းဝခေလောက်ကလေးကတီးခဲမျိုးရှေးပြင်းတွေလက်ထက်တော့မျိုးစားကြီးတွေခန့်အပ်ပြီးအုတ်ချုပ်တဲ့မျိုးဒီကန်ကြီးကတော့မျိုးမတီးကလေးကရှိတဲ့တဘာဝကန်ကြီးတကားကြီးရဲ့တောင်ကျရဲ့အမဲဝင်နေတာစမ်းပေါက်တွေနဲ့ဆက်နေရလို့ပြောကြတယ်ဘယ်တော့မှရေမခမ်းဘူးပြီးတော့မိုးဘလောက်ကြီးကြီးရေရှမ်းနေဆိုတာလည်းမရှိဘူးအင်မတန်ထူးတဲ့ကန်ကြီးပြဒါကြောင့်လေရှေးပြင်းတွေလက်ထက်တော်ကလေးကဒီကန်ကိုကန်တော်လို့ခေါ်ကြတာလေဩ ဒါဆိုရင်ဒီကန်ရဲ့တက်တန်ကြပြီပဲ။ဒါထက်ဒီမျိုးမှာဒီကန်တော့ရီရီပါရီငုတ်ဖူးတဲ့သူရှိသလားဖေ။အာတကကြီးရဲ့ဘယ်မှာလာပြီးတော့ရင်းငုတ်ရဲပါမလဲ။ဒီကန်ထဲမှာဥစ္စာဆောင်တာရှိတယ်လို့ပြီးချောင်းရှိရှိတယ်လို့ယုံနေကြတာ။ရေစင်းကူးဝန်သူတော့မရှိပါဘူးတကကြီးရဲ့။အရှင်ဖေမိန်းနယ်ထဲမှာမိချောင်းဆိုတာပါသွားသလားဖေ။ဟုတ်တယ်တကကြီးရဲ့ဒီလိုဒီလိုတခါတော့ဒီမျိုးမှာခက်ပိပိခရွရွလူတယောက်ရှိတယ်။ သူကမင်းလေးတမားကွာပြီးတော့ဒီလူကအောက်ပြေကပြောင်းလာတာသူပြောတော့ပင်လယ်မှာနေခဲ့တာရင်းငုပ်တိတ်ကျွမ်းနေဆိုပဲဒါနဲ့တနေ့တော့မင်းလေးကိမအလောင်းစားလောက်ကြတယ်တဲ့အဲ့လူကရေရောက်မှ9မိနစ်ငုံနိုင်နေဆိုပဲအဲ့ဒါကိုကြံတဲ့လူတွေကမယုံဒါနဲ့အလောင်းစားလောက်ကြတာပေါ့ဟောဒီကြောင့်ရှိမှမင်းလေးတွေကိုတန်းစီပြီးရက်ထားတာလူတွေမှလိုက်လာပြီးကြည့်ကြတာမနေဘူးကွာအဲ့လူကအင်းချုပ်ပြီးတော့ကရောင်းကလေးမြအောင်ကြိတ်ရေထဲဝုန်းကနေခုန်ချ ကုန်းဘွားလူတွေကနိုင်ရမတ်တာပေါ့ဟာသူနိုင်ရောလားဗျာဆီယာနောဖဝင်းမီမီးတယ်ဖုန်ကြီးဥညာနာပြုံးပြုံးကြီးလှုပ်ပြီးပြောတာဟာဗျာဘယ်လားနိုင်မလို့တကားကြီးဟာရေထဲစင်းအောင်ရှိသေးတယ်ရေရောက်မှာဝုန်းဝုန်းဝုန်းနဲ့ကြားတာပဲခဏနေတော့ဒီလူမောကြီးပန်းကြီးနဲ့ကုန်းမော်ကိုရေကူးပြီးတက်လာတာလူဆိုတာမောပြီးဟော့ဟဲလိုက်နေတာဗျို့ဘာတော့ဘာတွေးလို့တော့ဝိုင်းပြီးတော့မိချောင်းကြီးမိချောင်းကြီးလို့နှုတ်ခွန်းအော်ပြီးတတိလစ်သွားလိုက်တာ ပြန်ကိုလဲမလာတော့ဘူးပြောဟာတေရောလားဗျတေပါရောလားတကရဲ့ဟွန်းကုန်းမော်ကလူတွေကရောအဲ့ဒီမိချောင်းကိုတွေးလိုက်ရလားဗျဘယ်သူမှမတွေ့ပါဘူးဗျအဲ့ဒီကလေးကကန်ထဲမှာမိချောင်းရှိတယ်ဆိုတဲ့တဲ့ရင်ကကြော်ထွက်သွားပြီးတော့ရေစက်ကိုတော့မစိဝင်ကြတော့ဘူးဆရာကြီးပြောတော့ဟုတ်လိုက်တာလို့ကျုပ်စိတ်ထဲမှာတွေးနေမိတယ်ဘိုးကြီးဦးညာနာရဲ့ចောင်းကြီးပေါ်တက်ကနေကြီးလိုက်လို့ရှိရင်တော့ကန်တော်တစ်ခုလုံးကိုအပေါ်စီးကနေမြင်နေရတာ အိညာကျုံးနေဆရာနှုတ်ဖားနေတယောက်တည်းမအိပ်ဘဲကိုထိုင်ကြည့်နေတာဆရာကြီးကတော့ဖျားခမ်းမှာတညာလုံးတရားထိုင်ပရိစိတ်ပဲလုပ်နေတာလာခါတာတော့ရေကန်ကြီးတစ်ခုလုံးမြင်နေရတာညတကောင်ကျော်တော့ကျုပ်လေပြဆရာနှုတ်ဖားခဏအိတ်တယ်ကျုပ်ကကြောင်းမီးတွေကုန်ပိတ်ထားပြီးအမောင်ထဲမှာခုတလုံးနဲ့ထိုင်ပြီးရေကန်ကြီးကိုစောင့်ကြည့်နေတာဟာဘာရောဟာကျုပ်ကြည့်နေတော့မှကံလေကနေရေပွက်ကြီးတစ်ခုထထားသွားတယ်ပြကျုပ်လည်းမျက်တောင်မခက်ဘဲကိုကြည့်နေတာဟော ရေပွဲကြီးတွေတစ်ခုပြီးတစ်ခုထလာတာဗျို့ဟာရေကြီးရက်တွေအလေကခက်ဖြူဖြူကြီးဘာလဲမသိဘူးလူရိပ်ပဲဒါလူပဲဟင်ကိုယ်မထင်နေခက်ဖြူဖြူကြီးကျုပ်ဆီယနုံဖောက်ကိုကပြကြီးကနုံလိုက်တယ်ဆီယနုံဖထထဟိုမဟိုမဟင်ဘာတော့ကွာတတရဖြူဖြူကြီးပြကံလေးမှာရေတွေကပေါ်လာတာထင်နေဘယ်မှာတော့ဆီယနုံဖအဲ့ရကနေလူလဲထားတယ်ကျုပ်ကြည့်နေတဲ့ပရင်ပေါင်နာကိုလာတယ်ဟာ ဟုတ်သားပဲကွာဟင်ရေပေါ်မှာလမ်းလျှောက်နေရပဲဒါကန်တော်ကိုဝီမဘောတတီးသွားသွားဖျားခဲမှာဆရာကြီးကိုတွားပြုံးကျုံလေဖျားခဲကိုတန်သွားပြီးတော့ဆရာကြီးကိုပြောပြလိုက်တယ်ဆရာကြီးလည်းချက်ချင်းကိုထားလိုက်လာတာပြောဟင်ဟုတ်တာပေါ့ကွာအဲ့ဒါကန်တော်ကကိုဝီမဘောကြည်စမ်းရေပေါ်မှာအေးအေးဆေးဆေးလမ်းလျှောက်နေတာဟေ့မရှိနောက်ကိုအဆုံးလျှောက်နေရတာကွာဒီနေ့ဘယ်နှစ်ရက်တော့နုံဖဒီနေ့73ရက်လေးဆရာတပည့်ခါဆိုလာပြည့်ပြီ တစားမုံလာပြီပေါ့ဆရာ။အော်ဒါကြောင့်လှူရှားနေရကိုတပတ်ခါတစားမုံလာပြီဆိုတော့သူ့အစီရင်ကြီးကိုတပတ်ခါလုံးမတေးကြပြီမနေ့ဖြန်မှကျုပ်တို့လှူဆရာတွေအပြီးလှူထားရမယ်။တပတ်ခါညတကောင်ရန်ချင်းလာမုံတက်တာနဲ့အလုဆားကြရလိမ့်မယ်။ကိုဝီမတော့အခုလောက်ဆိုရင် တနေဦးနေသမီးအဖြိုးစင်ကိုရှာထားပြီးလောက်ပြီနော်ဖရဲ့။ကဲအဲ့ချင်းအဲ့ကြတော့အဲ့ကြတော့ဆရာကြီးလည်းအဲ့ရဝင်သွားပြီးတော့ကျုံနဲ့ဆရာနော်ဖလည်းအဲ့ကြပြီပြော။ နောက်တနေ့ခုနှစ်နာရီလောက်မှကျုံးရာကနိုးလာတယ်။ကိုရင်းလေးတပါးကျုပ်ကိုလာခေါ်တယ်။ဖုန်းကြီးဦးညာနာကကဲဒကာလေးနမရမောင်တာတီဆိုမမဖျားတာတီပါ။အေးမောင်တာတီရဲ့ဆရာကြီးတွေကတော့ကိစ္စရှိလို့ဆိုပြီးမြို့လေးကိုသွားတယ်။တကလားဒီမှာမနဲ့အစိုးစာစားလိုက်အောင်။ကျုပ်ကဖုန်းကြီးပြတဲ့ဝိုင်းကိုဝင်ထိုင်လိုက်တယ်။သမင်းတွေရောဟင်းတွေပါစုံပါပဲ။အချိုးဝေးကလည်းမုတ်တုံးလေးမျိုးပဲ။ကဲစားမောင်တာတီ။ ဆရာကြီးတို့ကတော့စောစောပဲစားသွားကြပြီကွ။ကျုပ်လည်းဆက်စားနေတဝစားလိုက်မိတယ်။ကျုပ်စားတော့ပြီးတော့ရှိပါသေးတယ်။ဆရာကြီးနဲ့ဆရာနုံဖာပြန်ရောက်လာတယ်။ဟာမောင်တရီရောက်နိုးပြီကို။ဘယ်နဲ့လဲကွာအေးဝါရလား။ဟုတ်ကဲ့ဝါပါရဲ့ဆရာကြီး။ကျုပ်တို့တော့ရောင်ဖုန်ကြီးကိုရှိခိုးပြီးတော့ကြောင်ကြီးပေါ်ကိုတက်ခဲကြတယ်။အပေါ်ထက်ကိုရောက်တော့မှဆရာနုံဖာတို့မြူရဲသွားတာလား။အဲ့လိုကျုပ်ကဆီယာနိုဖာကိုမိလိုက်တော့ဆီယာနိုဖာကကျုပ်ကိုကြည့်ပြီးအေးလူလဲဆိုပါစို့ကွာ အေးမြို့ရဲဆိုပါတော့ကွာဒါပေမဲ့သွားတာမြို့ဦးကိုသွားတာကွာဒီမြို့ရဲ့တက်ဆိုင်ရာနှက်ကြီးတွေကိုအကျိုးချောင်းပြောပြရတာမနေ့ဖြန်မှာဒီကိုရီမအကိုရှင်းပြမိအကြောင်းအကြောင်းကြားတာပေါ့ကွာအော်အဲ့လိုလုပ်ရလားတော်တဲ့တောင်းတဲ့တော့မလိုဘူးပေါ့ကွာဒီလိုမြို့ကြီးပြကြီးတွေကြတော့မြို့ဆောင်နယ်တွေကိုအကြောင်းကြားရတယ်ကွာကျုပ်ဖြစ်မနေ့ဖြန်ညကိုမင်းမြန်ရောက်ချင်နေပါပြီဗျာအေးဒီနေ့ပြီးရင်တော့မနေ့ဖြန်ရောက်မှာပဲပေါ့ကွာတာတိယအော်ဒါနဲ့မောင်တာတိယ အညာဆိုတော့ရေဒီပါတွေကြွန့်ချင်ရလားအာဆရာနုံဖတာတရအညာသားပြီမင်းပင်လယ်မှာလေးနေခဲ့ဘူးလေရေကူးလေးကြွန့်နေပြရေရောက်မှာပစုံဆန်းနေကြလေဆရာနုံဖရဲ့ဒါဆိုနေရကြတာပေါ့ကွာလက်ပြညမှာမောင်တာတီရေထဲဆင်းရမယ်ဟိုဟာကြီးလေကွာဆရာကြီးလှုပ်လာတဲ့ငွေတနုကြီးနဲ့မင်းအလုပ်လုပ်ရလိမ့်မယ်ဟင်ဟုတ်လားဆရာနုံဖအိုးတွေ့ကြသေးတာပေါ့ဗျာတာတီကအဲ့ဒီလိုပွဲမျိုးတိတ်တွေ့နေတာ ကျုံနဲ့ဆရာနှုံးဖပြောနေရကိုဆရာကြီးကကြားသွားပြီးတော့မောင်တာတီရဲ့တက်တီကိုတော့ဆရာကြီးယုံပြီးသားပါကွယ်။ဒါပေမဲ့ဒီတစ်ခါတော့တော်တော်ကိုသတိထားရမယ်ကွယ်မောင်တာတီရဲ့။ဟုတ်ကဲ့ပါဆရာကြီး။ကဲနှုံးဖမောင်တာတီကိုအခုနှက်ကြီးလေးပါအင်းတိုက်ထား။ညကြရင်တော့ကဝေးတိုက်ဖြက်အင်းတော်ကြီးတိုက်လိုက်။မောင်တာတီလည်းဒီနေ့တနေ့လုံးပရိစိတ်နေကွယ်ကြားလား။ဟုတ်ကဲ့ပါဆရာကြီး။ဆရာကြီးရဲ့မျက်နှာရည်မျက်နှာငယ်ကိုကြည့်ရတာတော့တော်တော်ကိုဂယူးတိုက်လို့ရမယ့်ပုံပါပဲ။ တာတီလည်းတိတိကျကျလုံရမယ်ထင်နေပြို့တာတီနှကြီးလေးပါအင်းတောက်ပြီးတော့တနေကုန်ပရိစိတ်နေတယ်ဆရာကြီးနဲ့ဆရာနှုတ်ပါလေထမင်းစားချိန်ကလွဲပြီးတော့ဖျားကန်းကမထွက်ပဲပရိစိတ်နေကြတယ်ညရောက်တော့တာတီကိုအင်းတစ်ချက်တိုက်တယ်လူကြီးတိတ်ချိန်ရောက်တော့တာတီចောင်းကြီးပေါ်ကနေပြီးတော့ကန်နေဟူကြည့်တယ်ဒီညလာပူတာတယ်ပြို့ကန်ကြီးတခုလုံးလင်းနေတော့တာပဲညတစ်ခေါင်ကျော်တော့မနီးကလိုပဲကန်လေမှာလိုင်းကြီးရွေထလာပြီးတော့ဖြူဖြူကြီးပေါ်လာတယ် ပြီးတော့ရေပေါ်မှာလမ်းလျှောက်ပြီးသွားလာနေသည်ရဲ့တာဒီလေတကားခွေကနေတိတိကျကျကြည့်နေတယ်ဆီယာနိုဘာကတော့ပရိစိတ်နေတယ်ခုံမပြတော့ပါဘူးဟာတာဒီကြည့်နေတော့မှာပဲအဲ့ဒီဖြူဖြူကြီးကအလေးရောက်နေထွက်လာတယ်အဲ့ဒီအလင်းတန်းတွေကတော့ကန်တော်ကြီးတစ်ခုလုံးကိုဖျောက်ထွက်ပြီးမိုးလိုက်တယ်လို့ပါပဲဒါကဝေဆက်ပေးထင်တယ်လို့တာဒီတွေးမိတယ်ဘာပဲဖြစ်ဖြစ်မနေ့ကျရင်တော့ဆီယာကြီးကိုဒီကြောင်ပြန်ပြောရတော့မှာပဲကွေမဘာလုပ်တယ်ဆိုတာဆီယာကြီးသိမှဖြစ်မှာလေတာဒီမအိပ်ဘဲကိုစောင့်ကြည့်နေရ ဟော၃နိုင်လောက်အထိကိုဝေမသူ့ဆက်တွေကိုကံပေါ်မှာဖြန့်နေတာနောက်မှပျောက်သွားတယ်မနေ့ရောက်တော့ညအတာတင်တွေ့ခဲ့တာကိုဆရာကြီးနဲ့ဆရာနှုန်းဖောက်ကိုပြောပြတော့ဆရာကြီးကခေါင်းတညိညိလုပ်ပြီးစဉ်းစားတယ်อืมဒါဆိုရင်တော့ဒီညတော့တေးကြပြီဟေးနှုန်းဖောက်ကြီးအစင်တင်တာပြင်ထားကြတော့ဟုတ်ကဲ့ဆရာအစင်သိဖြစ်ပါပြီမောင်တာဒီကတော့မင်းရဲ့တတိကိုအစမ်းကုန်အောင်ပြရမယ်ညပဲကွယ်မင်းနဲ့မင်းဆရာနှုန်းဖောက်ကံထဲကိုစဉ်းချရလိမ့်မယ်နှစ်တရာပြည့်တဲ့ညမှာ အသက်ဝင်လာမိကျောင်းမိကျောင်းကြီးကိုမင်းတို့ဆရာတပည့်ကဆင်းပြီးကိစ္စတုံးကြပြီတော့ကျုပ်ကတော့ကံတော်ကိုရီမခေါ်လာမိကလေးမောင်လမ်းကနေဖြတ်ပြီးတားမိပြီးရင်တော့ကံတော်ကိုရီမနဲ့ပညာချင်းပြိုင်ကြရမှာပေါ့ကွယ်တတိတော်ထာနုံဖရေကျောင်းမိကျောင်းကဝိညာဉ်စားမဲ့အချိန်မှာမစားရရင်ဒေါသပုံထားတော့မှာကွယ်မင်းတို့နေရာတစ်ချက်မှတတိမလိစေနဲ့ဟေးစိတ်ချပါဆရာကြီးအဲ့ဒီလိုသာကျုပ်ကပြောလိုက်တယ်စောင့်နေလို့ကြာလာလားတော့မသိဘူးအိမ်နေရာတော်တော်နဲ့ကိုမိုးမချုပ်ဘူးလို့ကျုပ်ကထင်နေတာ ဒါပေမဲ့တဘာဝတရားကတော့ပုံမှန်ပါပဲ။ခိုင်းလို့နေဝင်သွားပြီးတဲ့နောက်မှာတော့ခိုင်းလို့ပဲမိုးချုပ်သွားတာပါပဲ။ကျုပ်တို့ဆရာတပည့်၃ယောက်ညစာတော့မစားကြဘူး။ဘိုက်ထဲမှာအစာရိရှိနေရင်လှူရှားရမှာခက်မယ်ဆိုလို့ပေါ့ဗျာ။ကျုပ်တို့ကံရိပ်ကိုနင်းပြီးတော့ညစင်နိုင်လောက်ရှိပြီ။ဆရာတပည့်တွေအင်းဝခီလေးကရှိနေခဲ့တဲ့တဘာဝရေကန်ကြီးကိုငေးကြည့်နေကြတာပေါ့။ကံတစ်ဖက်ကဖြတ်ပြီးတိုက်လာတယ်။လေအီးကလေးကကျုပ်တို့ကို စင်ကနေဖြစ်သွားစီတယ်။ဒါကကျုပ်ထင်တာနော်။ဆရာကြီးကတော့အတွေ့အကြုံများနေပြီဆိုတော့ ချက်ချင်းကိုပြောတာဗျတတိထားတော့ဟေ့ဒီလေအေးကတာမတ်မဟုတ်ဘူးကွာအေးတက်ကများလွန်းနေတယ်ဟုတ်ပါဗျာဆရာကြီးစကားဆုံးယုံရှိသေးတယ်ကံရီပြင်းတွေကဂရက်ထလာရောပထမတော့ဂရက်ကခက်သေးသေးပဲကြည်ရင်ကြည်ရင်နဲ့ဂရက်တွေကြီးကြီးလာတာဟာဘာကြီးတော့ဟာမဲမဲကြီးပါလားပြန်လေမှာရေကြီးကြီးထပြီးပေါ်လာတာရေကိုဖြန်းကနေရိုက်ချလိုက်တာနှုတ်ဖကျောင်းမီကျောင်းတော့အသက်ဝင်နေပြီကွာဝိညာဉ်ကိုဆုပ်ယူဖို့တောင်းတနေတယ် ဒါနှစ်တရာပြည့်တဲ့အချိန်ပဲတကောင်မကြော်မချင်းမင်းလိုမစင်းနဲ့တကောင်ကြော်လို့မှသူတောင်းတာတွေဝင်းကြီးမဆုပ်ယူရရင်တော့ဒီကောင်အရင်ချိနေလာလိမ့်မယ်အဲ့ဒီချိန်ကမင်းတို့အတွက်အချိန်ကောင်းပဲကွာဟုတ်ကဲ့ပါဆရာဆရာနော်ဘာကောင်ဆရာကြီးကိုရိုးရိုးတည်တည်ပြောတယ်ပြီးတော့သူ့လေထားတဲ့ဈေးလွှဲအိတ်ကိုဖြုတ်ယူပြီးတော့ဆရာကြီးကိုအပ်လိုက်တယ်ပြီးတော့ချုပ်ဘက်ကိုလှည့်ပြီးတော့ရော့တာတယ်မင်းကန်ရမယ့်ငွေတနုတ်အပေါ်ကပတ်ထားတဲ့စက်ကူတွေခွာလိုက်တော့ ကျုပ်လည်းဆရာနုံဖပေးတဲ့ငွေတနုကိုရိုးရိုးတေးတေးလမ်းယူလိုက်တယ်။ပြီးတော့အပေါ်ကနေလူမမြင်အောင်ပတ်ထားတဲ့စက်ကူတွေကိုခွာလိုက်တော့တယ်။လာရအောင်မှာဝင်းလက်နေတဲ့ငွေတနုကြီးပေါ်လာတယ်။ဆရာကြီးကိုယ်တိုင်တေးတေးချာချာစီရင်ထားတဲ့ငွေတနုပြကျုပ်ကတနုကိုလက်ထဲမှာစကြည့်လိုက်တယ်။အပေါ်ကအင်ဂျီတွေကိုကျုပ်ရောဆရာနုံဖပါချွတ်ပစ်လိုက်ကြတယ်။ပစိုးတွေကိုခေါင်းမြောက်ပြီးတော့ကြိုင်လိုက်ကြတယ်။ကျုပ်ကတနုကျိုးကိုကျုပ်ခါမှာချီလိုက်တယ်။လက်ထဲကတနုလွတ်ကျသွားရင်တော့ပြန်ဆွဲယူလို့ရအောင်ပေါ့ဗျာ။ ဟောရေရေရဖြူဖြူကြီးတက်လာပြီဆရာကြီးအေးဟုတ်တယ်နော်ဖအဲ့ဒါကန်တော်ကိုရီမပဲကွစိတ်ချဒီကောင်မကြီးကိုကြောက်တာဝင်သားထားဟာကိုရီမရေပေါ်မှာပြေးနေပြီဗျို့အတာညင်းနေမောင်းတာတိဒီကိုရီမရဲ့နောက်ကိုကြောက်လိုက်သွားမင်းပြောပြောဆိုဆိုပဲဆရာကြီးကကန်တော်ကိုရီမထွက်သွားတဲ့ဘက်ကိုဈေးလွယ်ကြီးတလုံးလွယ်ပြီးလိုက်ပြီးသွားတော့တယ်ကျုံနဲ့ဆရာနော်ဖပဲကြံတော့တာဗျို့မကြခင်မှာပဲလှမုန်းတက်နေပြီဟာရေရေရလမ်းလုံးကြီးထထသွားတာဗျို့ ီချောင်းကြီးပါလားနဲတဲ့ကောင်ကြီးမှမဟုတ်တာခေါင်းတူကြီးပြခေါင်းဟာကိုတင်းတောင်းလောက်ရှိမလားပဲဆရာနှုံဘာပါဇက်ကမန်းနဲ့နေရွနေပြီးတကောင်ကြောင်းအောင်စောင့်နေတဲ့ပုံပဲအလိုရေကနေခေါင်းကြီးထိုးထွက်လာပြီးအမီမဲမဲကြီးနဲ့ရေကိုဖျန်းကနေရိုက်ပြီးပြန်ခုတ်သွားတာပြောဆရာနှုံဘာလောက်ဦးတစ်ချက်မော့ကြည့်ရင်ဟောပေါ်လာပြန်ပြီဟုတ်တယ်ပြောတကောင်ကြောင်းသွားလို့ထင်နေလှူရှားတာဆော့ဆော့ကားလောက်မကြမ်းတော့ဘူး တတီရောလက်ထဲရငွေတနုကြီးကိုသာជីချစ်ပါအောင်ဆုပ်ထားမိတတီအချိန်ကျပြီငါရင်သွားမယ်ငါနဲ့ဒီကောင်နဲ့တိတိကျကျခွဲနော်ငါအဖြူဟိုကောင်အမေမမားစီနေကြလားဆီယာနုံဖဘာလို့ပြောပါလိမ့်လို့ကြုတ်စဉ်းစားနေတော့မှာပဲဆီယာနုံဖရေထဲကိုခုံချသွားတယ်ဟာရေထဲရဲ့လမ်းလုံးကြီးထားပြီးခေါင်းကြီးပေါ်လာပြီရေကိုအမိကြီးနဲ့ရိုက်လိုက်တယ်ထင်တယ်ဟွန်းဒါမိချောင်းဖြူကြီးပါလားဩဒီလိုဒီတော့မှတာတီဆိုတဲ့ကောင်ကသဘောပေါက်သွားတာဗျို့ ဆရာနှုတ်ဘာရုပ်ပြောင်းရုပ်လဲမော်ပညာနဲ့မိချောင်းဖြူကြီးအသွင်ယူပြီးတော့တိုက်ခိုက်ပါဦး။ကဲကျုပ်လဲပေါ့ဗျာ။ကျုပ်ငွေတနုတ်ကိုလက်ထဲမှာတင်းတင်းဆုပ်ပြီးရေထဲကိုခုံချလိုက်တယ်။တာတီတဲ့ဟေ့ရေထဲရဲရောက်ချင်းတော့တာတီဘာမှမမြင်ရအောင်ခဏကလေးပါပဲ။လာရောင်ကြောင်လာတာတီတောက်ထားတဲ့အင်းတွေရဲ့အစွမ်းလာတော့မသိဘူး။ရေရောက်ကိုတာတီမြင်နေရတယ်။ဟာလိုင်းလုံးကြီးတွေတာတီကိုပြေးဆောင်ပြီဗျို့။ကျုပ်ဖြစ်နောက်ကိုတလန်လောက်တောင်လွင့်ထွက်သွားတယ်။ဟာ မိเจ้าကြီးနှကောင်လုံးထွေးနေတာတကောင်ကအမေကြီးတကောင်ကဖြူဖြူကြီးမဲကြီးကကြောက်မိเจ้าကြီးပေါ့အဖြူကြီးကကြုတ်စရာနုံဖပေါ့ဟာတိုက်ပွဲရတော်တော်ပြင်းထန်နေပြီကျုံလေငွေတနုတ်ကိုတိတိဆဆကန်ပြီးတော့အနာတိုးသွားလိုက်တယ်။ဟိုးဆိုတာကမိเจ้าကြီးနှကောင်နူးလိုက်တဲ့အတံပဲ။ဖျန်းဆိုတာကတော့အမေကောင်ကြီးရဲ့အမိနဲ့ကျုပ်ကိုရိုက်မိတာပြော။အားဆိုတာရေထဲမှာကျုံလန့်អော်လိုက်တာ။ရောက်တက်သွားတာလေ။ပြီးတော့ကျုပ်អော်လိုက်တဲ့အတံကြီးကလေထဲမှာလွင့်ထွက်သွားတာပေါ့။ကျုပ်ရေထဲကိုပြန်ကြမှာတော့ ရေထဲကိုချက်ချင်းငုပ်ပြီးမိချောင်းကြီးတွေကိုနုံထဲမှာနှကောင်းသာလုံးနေတာအမဲကောင်ကြီးကအပေါ်ရောက်လိုက်အဖြူကြီးကအပေါ်ရောက်လာလိုက်နဲ့ကျုပ်အသက်ကိုနာနာအောင်ပြီးတော့အနားကိုကတ်လာခဲ့တာပေါ့စောစောကရေပေါ်ကိုမြောက်အတက်မှာကျုပ်ကအသက်ကိုတဝါကြီးရှူလာတာဗျဟောအမဲကြီးကအပေါ်ကနေပြီးအဖြူကောင်ကြီးကိုဖိကင်နေတာတွေ့ကြသေးတာပေါ့ဗျာငါဆီကနုံဖောက်ကိုက်တဲ့အကောင်ကျုပ်ဆီကခဏရရတွေ့တော့ကျုပ်သူတွေချက်ချင်းစူပွက်လာပြီးဝေတနုကိုလက်နဲ့ဆုံကိုင်းပြီးတော့ မိเจ้าမဲကြီးရဲ့လက်ပြင်ကနေအောက်ကိုစိုက်ထိတ်လိုက်တာဗျို့ကဲကွာကဲတည်ပြီးတော့အသားလေးကိုစိုက်ဝင်သွားတဲ့တနုပင်ကြီးကိုကြုံအားနဲ့ထပ်ဖြီးပြီးတွန်းလိုက်တာမိเจ้าကြီးချက်ချင်းကိုတွန်းတူလွန်သွားတာဗျို့မိเจ้าဖြူကြီးကချက်ချင်းယုံထွက်ပြီးတော့အမေခေါင်ကြီးကိုကြိုက်တော့တာပဲအမေခေါင်ကြီးကကန်ထဲမှာလက်ပတ်ပြေးတော့တာပေါ့ကျုပ်လဲထပ်ပြီးအသက်မအောင်နိုင်တော့တာနဲ့ရေပေါ်ကိုပေါ်ခဲ့ရတော့တာပေါ့ဒါပေမဲ့တနက်ကျိုးကတော့ကျုပ်ခါမှာချီထားတာဆိုတော့ကျုပ်ကရေပေါ်ပြီး အသက်ရှူလျက်အောက်ကမိချောင်းကြီးကဆွဲတော့ရေထဲပြန်ပြုတ်လိုက်ဖြစ်နေရောပေါ့မိချောင်းမေးကြီးကတော့ကံကိုပတ်ပြီးကူးပြေးနေသေးတာခဏကြာတော့မှငြိမ်သွားတာမိချောင်းဖြူကြီးကလည်းထောက်ချောက်ကိုလိုက်ကြိုက်နေတာဟောငြိမ်သွားပြီငြိမ်သွားပြီဟာမိချောင်းကြီးကကြိုက်ဟုတ်ကြီးဖြစ်သွားပြီကျုပ်ရဲ့ငွေတနက်ကြီးလည်းကျွတ်ထွက်သွားပြီဗျာကျုပ်ကကျိုးကနေကိုင်းပြီးတော့ငွေတနက်ကိုပြန်ဆွဲယူထားလိုက်တယ်ကျုပ်လက်ထဲကိုတနုတ်ပြန်ရောက်ပြီဟာကွဲသွားပြီဗျို့ ။ကျောင်းမီကျောင်းကြီးကအကြောင်းကြီးတွေပေါ်လာပြီးတော့ကွဲထွက်သွားတယ်။ဟင်။မိချောင်းဖြူကြီးချက်ချင်းရေပေါ်ကိုထိုးတက်သွားပြီးကျုပ်လည်းရေပေါ်ကိုပေါ်ပြီးတော့ကန်းဆက်ကိုကူးရတာပေါ့။ကန်းဆက်ကိုတက်လိုက်တော့တစ်ပင်တပင်ပင်ကိုမိပြီးတော့တိုက်နေစေဆရာနှုတ်ဖောက်ကိုတွေ့လိုက်ရတယ်။တော်ပါသေးရဲ့ဗျာ။တာတီးမင်းရဲ့တတိယတော့ပြိုင်ဆန်ရှားပါပဲကွာ။အဲ့လိုဆရာနှုတ်ဖောက်ကစီးပြီးပြောတယ်။ကဲတာတီးမင်းခါမှကြည်ထားတဲ့တနုကျိုးဖြုတ်လိုက်ကွာဆရာကြီးနောက်ကိုလိုက်ကြစို့ကျုံလေခါကတနုကျိုးကိုဖြုတ်တယ် ။တနောက်ကိုတော့လက်ကကင်လာတယ်။လူရမေရပေါ့။ဆရာတပည့်နှစ်ယောက်လုံးကတော့ရေရွှဲသားနေပေါ့။ဟောတွေ့ပြီဗျို။ကင်ရဲ့အရှိတ်မှာကိုအီမကြီးနဲ့ဆရာကြီးနဲ့အပြင်းထန်ကိုတိုက်နေကြတာ။ဟဲ့ကောင်ဆရာစုပ်။နင့်လူတွေငားရည်မိကြအောင်ကိစ္စတုံးလိုက်ကြပြီမို့လား။အေးနင့်ငါကိစ္စတုံးမိတာမတ်တော့ဆရာစုပ်။ငါနင့်အသက်ကိုနင့်ကိုယ်တည်းဝင်လာအောင်တမင်ဆောက်နေတာဟေးကိုအီမရဲ့။ဒါမှနင့်ငါကိစ္စတုံးလို့ရမှာ။အော်ဒီလိုလား။ရော့ဟောဒီကဝေဇက ငါကိုပိုင်ဆက်ဟဲ့ကြော့ကွေမာကြီးကမျက်လုံးကရောပါဇက်ကပါတဝင်းဝင်းနဲ့ဆက်တွေထုတ်လွှတ်လိုက်တော့တယ်။ဆရာကြီးကလက်ဝါးကိုပြန်ကားလိုက်ပြီးတော့ပြန်တွန်းပေးလိုက်တော့ကွေမာကြီးရဲ့ဆက်တွေကရှေးဆက်မတွန်းနိုင်ဘဲနဲ့ကွေမာကြီးပါဖင်တိုင်ရဲ့လဲကျသွားတော့တယ်။ကွေမာကြီးကတော့လင်းနီယာကနေပြန်ထမယ်အလုံးမှာတော့ဆရာကြီးကရှေးကိုပြေးဝင်သွားပြီးတော့သူ့လက်ထဲကစေးတောင်းနဲ့တအားပေါက်ချလိုက်တော့တယ်။ဟာမီးတောက်ကြီးပါထားသွားတာပြော။ကွေမာကြီးလည်းမီးတောက်ထဲမှာလိမ့်နေရော။ အဲ့ဒါမီးမော်လို့ခေါ်တယ်ကဝေမရဲ့။နေရရေတွေကလာတဲ့ပညာတွေဆိုတော့နေကိုမီးမော်နဲ့တိုက်လိုက်တာလေ။မီးများမီးနိုင်ရေများရီနိုင်နဲ့။ကဲနေရအောင်ငင်းပြီးတော့ကဝေမကြီးကလက်ကြီးတွေကွေးကပြီးတော့ပါဇက်ကြီးဟပြီးရေတွေမုတ်ထုတ်တယ်။ဒါပေမဲ့သူ့ပါဇက်ကထွက်လာတဲ့ရေကတော့မီးတောက်ကြီးကိုလုံးဝမငိမ့်နိုင်တော့ဘူး။မီးတောက်ကြီးကကြီးတဲ့ကြီးလာတယ်။အာကိုအီမာကြီးအတန်တကြီးနဲ့អော်လိုက်တာအနီးနားအကြီးကန်းတွေရောက်လန့်ပြန်ကုန်ကြတယ် ကြီးပြိုတဲ့အတန်ကြီးကပဝင်းချင်တစ်ခုလုံးဆူညံသွားတော့တယ်။ဟင်ဟိုမှာမင်းကြီးတယောက်လာနေပါလားဆရာတော်ပါ။အေးဟုတ်သားပဲကွာအตาကြည့်နေတတ်တယ်။နောက်ဆုံးတော့မီးတောက်ကြီးကကန်တော်ကွေမာကြီးကို ပြဖြစ်အောင်လောင်းမြိုက်သွားတော့တာပေါ့။ဟင်ဟိုကလေးမလေးထလာပြီဗျ။ကြုတ်ကြည့်နေတော့မှပဲလဲနေတဲ့မင်းကြီးကတတိယပြီးတော့ငုတ်တုတ်ကလေးထထိုင်နေပြီးတော့ဟိုကြီးတီကြီးလုံနေတယ်။နှုတ်ဖားနဲ့မောင်းတာတီလာကြအကွက်ဒီကလေးမကိုចောင်းဟုတ်ခေါ်ခဲ့ဖုန်ကြီးဥညာနာစီအပ်လိုက်ကြ ကျုပ်တို့ကြောင်းပြန်ရောက်တော့ဖုန်ကြီးဦးညာနာနဲ့ဦးပစင်းတွေကကျုပ်တို့ကိုစီးကြုံနေကြတာသူတို့တွေကန်နေရတိုက်ပွဲကိုလာရအောင်မှမြင်နေရတာဆိုပဲဆရာကြီးရဲ့တိုက်ပွဲကိုတော့မမြင်ရပါဘူးပြောဆိုကျင်းဝါတန်တွေကိုအတိုင်းသာကြားနေကြတယ်နောက်တနေ့ရောက်တော့ကိုအီမာကြီးဆက်လူပြီးခေါ်လိုက်တဲ့ကလေးမလေးကိုသူ့ဝင်ပြန်ဖို့ပေးကြတယ်ကန်တော်ကိုအီမာကြီးမရှိတော့တဲ့အကြောင်းကိုတော့ဖုန်ကြီးဦးညာနာပြောပြလေရဲ့ကျုပ်တို့ဆရာတပည့်တွေကတော့ရန်ကုန်ကိုပြန်ခဲ့ကြတာပေါ့ဗျာ ပရိသတ်များရှင်ဆရာတာဒီတာထိုင်ကံတော်ကဝေမဆိုတဲ့ဇလန်လီကတော့ဒီမနေ့ပြီးဆုံးသွားပါပြီ။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။